အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဂျပန်ချွေးမလေးရဲ့မိဖို့ကန်ဆိုရီပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲနာပါတကယ်မှာတော့တငယ်ချင်းအရင်နှစ်ယောက်အတူတူစကားထိုင်ပြောနေခဲ့ကြပါတယ်ကဲကဲကဲပြောပါဦးတငယ်ချင်းရဲ့နင်းနဲ့မတွေ့ရတာအတော်လေးကိုကြာနေပြီနော်နင်းဘယ်ရီကိုများရှောက်သွားနေခဲ့တာလေနင်းတရင်လည်းမကြားရ ဘာတွေလုပ်နေမှလည်းမသိရနဲ့ကဲဘလို့မဆိုပါလေဒီနေ့နေ့ကိုတွေ့လိုက်ရတော့ငါရဲဝမ်းသာပြောရွှေမိရဲ့တိလားငါအဆင်ပြေပါတယ်တကယ်ချင်းအမှန်တကယ်မှာတော့ငါကနေဒါကိုပြောင်းသွားခဲ့ရလေနေပေါင်းများစွာကြာမှငါဒီကိုပြန်လာခဲ့တယ်ဆိုတာကလည်းငါရောင်မရဲ့တမီးလေးမင်္ဂလာဆောင်ရှိလို့ငါမင်္ဂလာဆောင်ပွဲလာတတ်တာငါလည်းအားနေရနေနေနဲ့လာတွေ့ရငါသားလေးကတော့ကန်နီယာကိုသွားပြီးအဲ့ဒီကမင်းကလေးတယောက်ကိုပဲရှာပြီးလက်ထပ်လိုက်တယ်ကလေးပြည်ရဲ့ပျော်ရွှင်မှုကငါရဲ့ပျော်ရွှင်မှုပဲလေ အဲ့ဒါကြောင့်ငါတို့ကလည်းအဲ့ဒီမှာပဲသွားပြောင်းနေကြတော့ဟဲဟုတ်လားနင့်တာနိုင်ငံခြားသူကိုယူလိုက်တာလားအမလီဒုက္ခပဲနော် နိုင်ငံခြားသူတွေကအစားအသောက်အရန်ညစ်ပတ်ကြလို့ငါကြားဘူးလေပိုးကောင်တွေပိုးဟတ်တွေကိုလည်းစားကြတယ်ဆိုမွေးကင်းတွေကိုမချောက်သူတို့အားလုံးစားကြတာလေဒါတော့မှနင်ကနိုင်ငံခြားသူချွေးမလေးကိုလက်ခံလိုက်တယ်ဟုတ်လားနင့်နေရာမှာငါသားဆိုလို့ရှင်တော့သူ့ငါအိမ်နေပဲတော့မှဝင်ခွင့်မပေးဘူးနင်ကလည်းလေတကယ်ပါပဲဟဲတုံးလိုက်တာ အခုချိန်ထိရွာသူအတွေးတွေကိုတွေးနေရောမယ်နော်။ကဘာကြီးကအခုဆိုလို့ရှင်တော့ရှေ့ကိုရှောက်နေပြီ။နေတယောက်တည်းအခုလိုမျိုးစဉ်းစားနေရသိရဲ့လား။ဒီမှာငါနေကိုပြောပြမယ်နော်။ငါချွေးမလေးကအရန်ကောင်းနေ။ तू ကြိုက်တာစားပစီပေါ့။ तू ဟာ तू စားတာပဲ။ငါအတွက်ဆိုရင်တော့ तू အမြဲတမ်းကောင်းတာလေးတွေပဲစဉ်းစားပေးတယ်။ငါကြိုက်တဲ့ထမင်းဟင်းကိုပဲ तू ချက်ကျွေးတာ။ဒါနဲ့နေတာရောသိလား။ငါချွေးမလေးကြောင့်အခုဆိုရင်တော့ငါတော်တော်လေးဂုံပေးလေးစားခြင်းခံနေရတယ်။အားလုံးကလည်းငါ့ကိုဆိုရင်တော့လေးစားကြတယ်လေ ဆိုချစ်တရားကလည်းဒါရီအားလုံးကိုကြားခဲ့ရတဲ့ခါမှာတော့အံအားသိနေခဲ့ပါတယ်။သူကအခုချိန်ထိရွာမှာပဲနေထိုင်နေခဲ့တာပါ။ဒါကြောင့်ရွာအတွေ့အခေါ်တွေကသူမရဲ့ကောင်းနေမှာအခုချိန်ထိရှိနေပါသေးတယ်။သူရဲ့တငယ်ချင်းဟာရီရှားကတော့နိုင်ငံသားသူချွေးမော်လေးအကြောင်းကြွားသွားခဲ့တဲ့အခါမှာတော့သူကလည်းနိုင်ငံခြားသူချွေးမလေးလိုချင်တဲ့အိမ်မက်တွေကိုမတ်နေခဲ့ပါတော့တယ်။သူရဲ့တငယ်ချင်းအိမ်ကနေထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့သူလည်းစဉ်းစားနေခဲ့ရပါဘော နေပါဦးအိမ်မှာနိုင်ငံခြားသူချွေးမလေးရောက်လာတယ်ဆိုရင်တကယ်ပဲလေးစားခံရမှာလားတကယ်အဲ့လိုမျိုးဆိုလို့ရှင်တော့ကောင်းတာပေါ့ငါသားလေးအတွက်ငါလည်းနိုင်ငံခြားသူချွေးမလေးတွားရှာဦးမယ်ဒီအချိန်မှာပဲသားဖြစ်သူရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်အမေဘာလို့စဉ်းစားနေရလဲအေးဟုတ်တယ်ငါတခုခုစဉ်းစားနေရလीငါနဲ့မယုံမလို့ငါနဲ့လက်ထပ်ပြီးရောမယ်ဘလို့မင်းကလေးမျိုးနဲ့လက်ထပ်ချင်လဲငါ့ကိုပြောဘလို့မင်းကလေးမျိုးနဲ့ဘာပြောတာလဲအမေအမေပြောတာကိုကျွန်တော်နားမလဲဘူးအမလေးဟဲ့ရှင်းရှင်းလေးပဲလीအ ငါတို့နဲ့လူမျိုးတူတဲ့သူကိုလိုချင်လားနိုင်ငံခြားသူလိုချင်လားလို့မေးနေတာအမလီအမေရဲ့ရုတ်တရက်ကြီးကျွန်တော်ကိုလက်ထပ်ပေးဖို့အတွက်အတွေ့အကြုံဘယ်ရနေဘလို့ရောက်လာတာလေဟဲ့နင်းအသက်က25နှစ်ဖြစ်နေပြီလေနင်းအခုလက်မထပ်ဘူးဆိုရင်တော့ဘယ်အချိန်လက်ထပ်မှာလဲကဲငါမင်းညောင်ဖြေးစမ်းပါဟဲ့ရပါတယ်အမေရဲ့အမေသဘောကျနှစ်သက်တဲ့မင်းကလေးနဲ့ပဲကျွန်တော်လက်ထပ်မယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူအရှောင်းဝမ်းသာပျော်ရွှင်သွားခဲ့ပါလေဒီကောင်းတဲ့သားရေဒါဆိုရင်တော့နင်းငါအတွက်နိုင်ငံခြားသူချွေးမလေးတယောက်ကိုသာရှာလာခဲ့လိုက်တော့ဟဲ့ ငါလည်းငါ့ရဲ့အိမ်မှာနိုင်ငံခြားသူချွေးမာလေးရှိနေတာကိုပဲလိုချင်တယ်နော်။ဒါဆိုရင်တော့တရွာလုံးမှာငါကခေါင်းမော့ပြီးနေလို့ရပြီ။အားလုံးကလည်းငါ့ကိုလေးစားကြမှာ။ကိုနားမကလည်းဒီစကားလေးကိုကြားခဲ့ရတဲ့ခါမှာအံ့အားသင့်သွားခဲ့ရပါဗျ။အမေရဲ့ဒါဘလို့စကားတွေပြောနေရလဲ။အမေကနိုင်ငံခြားသူချွေးမာလေးကိုလိုချင်တယ်ဟုတ်လား။အင်းဟုတ်တယ်ဟုတ်တယ်။ငါနဲ့တူနိုင်ငံခြားသူချွေးမာလေးတယောက်ပဲရှာပေးချင်တယ်။ငါသားလေးကိုနိုင်ငံခြားသူနဲ့ပဲလက်ထပ်စေချင်တယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကိုနားလည်းဝမ်းသာပျော်ရွှင်သွားပါရဲ့။ ူရဲ့အလုပ်တွေအကုန်လုံးကိုတော့သူ့အမေကိုယ်တိုင်ကရှင်းလင်းပေးလိုက်ပါပြီ။သူအလုပ်လုပ်နေတဲ့ကုမ္ပဏီမှာမိန်းကလေးတယောက်ရှိပါတယ်။အဲ့ဒီမိန်းကလေးကနိုင်ငံခြားသူလေးဖြစ်ပြီးအဲ့ဒီကောင်မလေးနဲ့သူကချစ်ကြွဝင်နေကြတာပါ။သူရဲ့မိန်းကလေးကဂျပန်မိန်းကလေးတယောက်ဖြစ်ပါတယ်။ဂျပန်လူမျိုးမိန်းကလေးတယောက်နဲ့သူရဲ့အမေကိုမိတ်ဆက်ပေးလိုက်မယ်ဆိုရင်တော့သူ့အမေစိတ်ဆိုးတော့မှကိုလေသူကြောင်နေကြရပေါ့။ဒါကြောင့်သူကလည်းအဲ့ဒီမိန်းကလေးကိုမသိချင်အောင်ဆောင်ပြီးတော့ပဲနေထိုင်လိုက်ပါရီ။အခုဆိုရင်တော့သူကအဲ့ဒီဂျပန်လူမျိုးမိန်းကလေးနဲ့လိုက်ထပ်ဖို့အတွက်ဆောင်ပြလိုက်ပါပြီ။ ဒါကြောင့်သူကနောက်နေ့မှချက်ချင်းပဲဂျပန်မင်္ဂလိပ်စီကိုသူကပြောလိုက်ပါတယ်။နှစ်ယောက်ကလည်းတရားဝန်ကိုတရားလက်ထပ်ပြီးနောက်မှာတော့မင်္ဂလိပ်ကို အင်ကိုခေါ်လာခဲ့လိုက်ပါတယ်။ချွေမလေးအရီအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ရခမဖြစ်သူကသူ့ချွေမလေးကိုငေးကြည့်နေခဲ့ပါတယ်။အမေရေဘာရင်းငေးကြည့်နေရလဲအမြန်လို့လေကျွန်တော်တို့အထဲဝင်ချင်းနေပြီ။ရခမကလည်းတူတူလေးပြောလိုက်ပါတယ်။အားလေရေနင်လက်ထက်တာနည်းနည်းမြန်သွားရင်လေတူရယ်နော်။သူ့နှာခေါင်းကိုလည်းကြည့်ပါအောင်ဟဲ။အရန်ပြားမနေလုံးလား။ သူရဲ့မျက်နှာကိုလည်းကြည့်ပါအောင်ဖွင့်ထားလားပိတ်ထားလားလားမကွဲဘူးအမေကလည်းအမေပဲနိုင်ငံခြားသူချွေးမလေးလိုချင်တာဆိုသူကဂျပန်လူမျိုးမင်းကလေးလေဂျပန်တွေကဒီရုပ်တွေကြီးပဲရပါတယ်ကိစ္စမရှိဘူးအမေတို့သဘောမကျဘူးဆိုရင်တော့ကျွန်တော်တို့ကွာရှင်းလိုက်တော့မယ်ဟဲ့တားလေအဲ့လိုမလုပ်ရဘူးလေကဲကဲကဲထားထားထားဘလို့မဆိုသူကနိုင်ငံခြားသူလေးပဲလေဟုတ်တယ်မလားဒါနဲ့ချွေးမလေးနင်းနာမည်ဘလို့ခေါ်လဲရာတာရှိနိုဘာပြောရဲဘာပြောတာလဲသူဘာပြောတာလဲ သူပြောတဲ့နာမည်ကတော်တော်လေးတော့ထူးဆန်းနေနော်။ငါတို့ရှိမှာတော့အဲ့လိုနာမည်တွေပဲသူမှမထားကြအောင်။အမေအမေကလည်းသူ့ကိုတွားပြီးတော့စားနောက်မနေပါနဲ့။သူ့အမေအဲလီလို့ခေါ်လို့ရတယ်။အဲလီလို့ပဲခေါ်နော်။အဲလီ။ဟဲ့ဘယ်လိုနာမည်ကြီးလဲ။အေးပါလေ။ဒီလိုနာမည်ကလည်းရှိသေးရပေါ့။ကဲငါတော့ငါချွေးမလေးကိုချွေးမလေးအဲလီဆိုပြီးတော့ခေါ်ရတော့မယ်။လူပြည်အားလုံးကတော့ငါ့ကိုဘယ်လိုတွေးနေကြအောင်လဲမသိဘူး။ငါကရွာမှာပဲအမြဲတမ်းနေထိုင်ခဲ့တဲ့တောသူမတယောက်မှလို့စကားမပြောတတ်ဘူးဆိုပြီးတော့လူတွေထင်ကုန်ကြလိမ့်မယ်။ အဲ့ကြောင်ငါတော့သူ့ကိုချွေးမလေးနတာရှာလို့ပဲခေါ်လိုက်မယ်။ကဲကဲကဲချွေးမလေးရေဝင်ဝင်ဝင်အိမ်ထဲကိုဝင်တော့ငါရဲ့ဂျိုဆိုတဲ့အခမ်းအနားပြီးပြီ။အထက်ဝင်ပြီးတော့တွားကြတော့အမလီအမလီချွေးမလေးဝေထားတဲ့တောက်ဖနက်ကမြင်လိုက်တာ။ဖြည်းဖြည်းလျှောက်ချွေးမလေးရေနင်ချော်လဲကြအောင်မယ်။ဒါလေးရေချွေးမလေးကအရက်လည်းပူနေတယ်တွေ့ပါရဲ့ဟဲ့။နင်ပထမလေးကမိန်းမယူမယ်ဆိုလို့ရှင်လည်းအရက်ရှည်နဲ့မိန်းကလေးရှာယူပါလား။အမေကလည်းသူရောက်လာတဲ့အချိန်ကစပြီးအမေကလည်းရှောက်ပဲပြောနေရတယ်။ ကျွန်တော်ဒီမိန်ကလေးကိုလက်ထပ်တာမှားပြီနဲ့တို့ပါတယ်အမေရမဟုတ်တာဒါလေးအမေကစားနောက်နေရလीသူကတော့အတော်ကလေးကိုပြောရွှင်ဝမ်းသာနေခဲ့ရပါအခုဆိုရင်သူကလည်းသူတကယ်ချင်းလိုမျိုးနိုင်ငံခြားသူချွေးမလေးတယောက်ကိုရရှိသွားခဲ့ပြီလေချွေးမလေးရေဒါဆိုရင်တော့အနေရေမိုးချိုတန်ရှင်းပြီးတော့အဝတ်စားလေးအပြင်ထွက်ခဲ့အောင်ငါအားလုံးကြွရအောင်မင်းငါသားကနိုင်ငံခြားသူချွေးမလေးအိမ်ကိုခေါ်လာတယ်ဆိုတဲ့အကြောင်းကိုလीဒီအချိန်မှာချွေးမလေးကလည်းဂျပန်စကားတစ်ခုပြောလိုက်ပါတယ်ချွေးမလေးရေနင်ဘာတွေပြောနေရလဲငါနားမလည်ဘူး နင်ကြိုက်တာဝင်တော့ရတယ်ဒီလားနင်ကနိုင်ငံခြားသူဆိုတော့ငါပြောတာကိုနင်ဝင်မှာမဟုတ်ဘူးလေငါတို့ဒီမှာအလုံးကစာဒီကိုပဲဝစ်ဆင်ကြတာကြည့်ရတာသူကတခြားဝစ်ဆောင်ကိုဝစ်ချင်တာလားမသိဘူးဘာရင်းများပြောနေပါလေသူပြောတဲ့စကားတခွန်းကိုမှငါလည်းနားမလဲဘူးအမေရလည်းလေပြောချင်တာရှောက်ပြောနေတယ်သူပြောတဲ့စကားကိုအမေနားမလဲလို့သူကဟုတ်ကဲ့ပါအမေဆိုပြီးတော့ပြောနေအောင်ဒါနဲ့အဲလေမင်းအိမ်မှာနေမယ်ဆိုလို့ရှင်တော့အမေနဲ့တေချာစကားပြောကြတာ ဂျပန်လိုရီရှောက်ပြီးတော့ပြောမနေနဲ့အမေကမင်းပြောတဲ့စကားတွေကိုတလွဲတွေကြီးပဲထင်နေရလေကွာဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီကွန်နာလီရဲ့ဒါဆိုရင်တော့ကျမစ조사ပြီးတော့ပြောကြည့်မယ်နော်ဒီနောက်မှာတော့ရခမဖြစ်သူကဝမ်းတာပြောရွှင်စွာနဲ့ရောက်ကထဲမှာလိုက်ပါကြွားနေခဲ့ပါလေအခုဆိုရင်တော့သူ့မှလည်းနိုင်ငံခြားသူချွေးမလေးတယောက်ရရှိသွားခဲ့ပြီမဟုတ်လားမာယာကမလာရေခာဂျိုတီနင်တို့အားလုံးအိမ်မှာပဲထိုင်နေကြတော့မှလားအပြင်လေးပါလေထွက်ကြအောင်လေဒီမှာကြည့်ပါဦးငါရဲ့နိုင်ငံခြားသူချွေးမလေးရောက်လာတယ် သူရဲ့မျက်နှာကိုကြည့်ဖို့အတွက်နင်တို့အိမ်လေးပါလိမလားကြတော့ဘူးလားဒီအချိန်မှာအမျိုးသမီး၃ယောက်လုံးကလည်းပြောလိုက်ကြပါရဲ့ဟဲ့လာမှာပေါ့ဟဲ့ဘာလို့မလာမှာလဲလာမယ်လာမယ်ခဏနေတော့ရက်ကွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းစွတ်ချစ်သရားရဲ့ဂျပန်ချွေးမလေးကိုကြည့်ဖို့အတွက်အိမ်ကိုရောက်ရှိလာခဲ့ကြပါရဲ့ချွေးမလေးရေနေအပြင်လေးပါလေးထွက်လာခဲ့စမ်းမအောင်ဒီမှာအားလုံးကနင့်ကိုကြည့်ချင်လို့ဆိုပြီးတော့လာကြတာလေအဲလီကလည်းအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့လက်အုပ်ချီပြီးနှုတ်ဆက်လိုက်ပါရဲ့ကွန်နီချီဝါချွေးမလေးရေနေဒါပါလေးလောက်တာလေ နေငါတို့ဘာမှအခုလိုပြောစရာမလိုပါဘူးငါတို့အားလုံးကစားနိုင်တောက်နိုင်နေသူတွေကြီးပဲသွားကြမယ်ဟေ့ချွေးမလေးကငါတို့လာတာနဲ့အရှာခွဲနေရနေတူပါတယ်မဟုတ်တာအတော်ရဲ့အတော်တို့အထင်လွဲနေကြပြီသူကဂျပန်လိုမျိုးအားလုံးနှုတ်ဆက်နေရပါဒီမှာအယ်လီရေငါမျိုးပြောထားတယ်ဂျပန်လိုမပြောပါနဲ့ဆိုနေမှဘာဖြစ်လို့ဂျပန်လိုကြီးခဏခဏပြောနေရတာလဲကွာအော်ဟုတ်တယ်ဟုတ်တယ် sorry နော်ကျွန်မမှားသွားတယ်တိလာအားလုံးကျွန်မမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ရှင်ဟဲနေကန်ကောင်းလိုက်တာဟဲနေချွေးမလေးကအသားလေးကိုဖြူဖွေးဥဖက်နေရပါ ဒီလိုမျိုးဖြူဖွေးနေတဲ့ချွေးမမျိုးတရွာလုံးမှာဘယ်သူရှိမှမရှိတာမဟုတ်ဘူးနော်။နင်တကယ်တော်လေးကံကောင်းနေ။နင်မှာတော့အခုဆိုရင်တော့ဂျပန်ချွေးမလေးလည်းရသွားပြီ။ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကတော့ဟုတ်တယ်နော်။ဒါပေမဲ့လေသူကဂျပန်လူမျိုးဆိုတော့အိမ်လို့ကိုရောတေချာလောက်တတ်ရဲ့လား။ဒါမှမဟုတ်ကျမတို့ရဲ့အမကြီးကပဲအိမ်လို့တွေအားလုံးကိုလုပ်နေရတာလား။ဒီပုံစံတိုင်းဆိုရင်တော့အမအလုပ်သမားအနေနဲ့နေထိုင်သွားလိမ့်မယ်နော်။ဒီချွေးမလေးကထမင်းဟင်းလေးချက်ပြုတ်တတ်မှာမဟုတ်ဘူး။ သူတို့နိုင်ငံခြားသူတွေဆိုတာကသူတို့နိုင်ငံမှာဆိုရင်တော့မဟုတ်ကဟုတ်ကရိစားတယ်။များသောအဖြစ်ဟိုတယ်တွေမှာပဲစားတော့ကြတာမဟုတ်လား။မဟုတ်တာအတော်ရဲ့အဲလီကအားလုံးချက်ပြုတ်တတ်ပါတယ်။ဒါဆိုရင်တော့အားလုံးခဏလေးထိုင်ကြတော့ဒီနေ့ကျွန်တော်ရဲ့မိမကိုယ်တိုင်ချက်ကျွေးလိုက်မယ်။ဒီအချိန်မှာအားလုံးကလည်းပြောခဲ့ကြပါရဲ့။အေးအေးအေးဟုတ်ပြီဟုတ်ပြီလေကောင်းပြီ။ငါရီရဲ့ဂျပန်ချွေးမလေးဘလောက်တောင်လက်ရကောင်းလဲဆိုတော့ငါတို့လည်းကြည့်ချင်တယ်။အေးကောင်းပြီအားလုံးခဏထိုင်နေကြ။ချွေးမလေးရေးသွားအမြန်ဆုံးတစ်ခုခုလုပ်ခဲ့။ဒါမှသူတို့အားလုံးနင်းကိုတတ်တတ်လို့မမေ့ရောမှာ။ ုတ်ကဲ့ကောင်းပါပြီမီဒါနဲ့ကျမဘယ်သူ့ကိုချက်ပြုတ်ပေးရမလဲဒီစကားကိုကြားခဲ့ရတဲ့အခါမှာအားလုံးရည်ကုန်ကြပါလေဖြစ်နိုင်မယ်ဆိုရင်တော့နင်ဒီနေ့ဒီအမအကိုပဲချက်လိုက်ပါလားဒါကိုကြားခဲ့ရတဲ့အခါမှာအားလုံးကလည်းအော်ရည်ခဲ့ကြတာပေါ့နင်တို့နားလည်းမလည်းမဟုတ်ပါဘူးနင်တို့ကဂျပန်ချွေးမာလေးကိုအတွေ့ဘူးလို့လားကဲလာချွေးမာလေးငားနဲ့လိုက်ခဲ့နင်တကယ်ပဲချက်ပြုတ်တယ်လားအမေရေကျမကဟိုတယ်မှာ chef လုပ်တာလေကျမပြောချင်တဲ့အတိပယ်ကကျမကစဖို့မှုတယောက်အဲဒါကြောင့်ထမင်းခင်းကောင်းကောင်းချက်ပြုတ်တတ်ပါတယ် ဘာမှရန်ကြီးလဲစိုးရင်မနေပါနဲ့ကောင်းကောင်းလုပ်တတ်ပါရဲ့သူမကစပုံမှုတယောက်ဖြစ်တဲ့အတွက်အကောင်းမွန်ဆုံးဟင်းလျာတွေကိုချက်ပြုတ်ခဲ့ပါရဲ့စားတော့ပြီးနောက်မှာတော့ချွေးမလေးကိုချီးကျူးခဲ့ကြပါရဲ့အားလုံးထွက်ခွာသွားခဲ့ပြီးရနောက်မှာတော့ရွက်ခမဖြစ်သူလဲပြောခဲ့တာပေါ့ဒီနေ့နေရငောင်းအောင်ဂုံယူစီခဲ့တယ်နော်ဘာလို့ဂျင်လဲပြောကျမရဲ့နာမည်ကိုပဲကျမကိုပေးလိုက်ပါမေကျမရဲ့နာမည်ကနတာရှာမဟုတ်ဘူးအဲလီပါအေးပါငါနဲ့အဲလီလို့ခေါ်မယ်ဒီနေ့ကစပြီးတော့နင်းပဲထမင်းဟင်းချက်ရမယ်နော် ။အရင်နောက်မှာတော့မိဘကန်ကတာဝန်တွေအားလုံးကိုဂျပန်ချွေးမလီကတာဝန်ယူပေးခဲ့ပါတယ်။နောက်ထပ်တင်စားပေးသွားမယ့်ပုံမြင်လေးကတော့အာလူပလာတာဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဘီဂျူးဆိုတဲ့လူတယောက်ကတော့သူရဲ့ကျမ်းမာရေးမကောင်းတဲ့မိမသူရဲ့သားလေးတယောက်နဲ့အတူတူအိမ်တိုင်းမှာနေထိုင်ခဲ့ပါတယ်။သူစီမပိုင်ဆိုင်နာဆိုလို့လဲမီအီကအနေနဲ့သားရှိပါတယ်။သူကလေယာဆိုင်ပြို့ရေလုံကန်လောက်ကင်ပြီးဘဝကိုရှင်သန်နေထိုင်နေခဲ့ရတူပါ။ရာဂျိုးကလည်းအလုံးလုံးနေတဲ့သူ့အဖေကိုသွားခေါ်ပြီးပြောခဲ့ပါတယ်။ အဖေရေးသွားမယ်လေထမင်းသွားစားကြရအောင်အေးအေးအေးသွားမယ်သွားမယ်ငါလည်းအတော်လေးကိုဘိုက်စာနေပြီဒီလိုနဲ့နှစ်ယောက်သားကလည်းပြန်လာခဲ့ကြပါရဲ့ကဲဒီနေ့ဘာတွေချက်ပြုတ်ထားရလဲကွာရော့အဖေဒီနေ့အိမ်မှာအာလူးပလာတာလုပ်ထားတယ်စားလိုက်ပါအောင်အဲ့ဒါကလည်းကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့မဆလာနဲ့ကိုလုပ်ထားခဲ့ရနော်လူပြောဆိုပြီးနောက်မှာတော့ရာဂျိုးကလည်းသူ့ရဲ့အမေကိုသူ့လောက်ထားတဲ့ပလာတာတွေခွန်ကျွေးလိုက်ပါရီ။ဘီဂျိုးကလည်းစားတော့နေနေပြောလိုက်ပါရီ။တားလေးရေဖယားသခင်ကမင်းကိုအကောင်းဆုံးတဲလန်တစ်ခုပေးထားတာပဲ မင်းရဲ့အရင်ချင်းကတော့အမခံပဲအဖေရလည်းလေဘာမဆိုလျှောက်ပြောနေရတာပဲနော်တကယ်ပြောနေတာမင်းမယုံဘူးဆိုလို့ရှင်တော့မင်းရဲ့အမေကိုမေးကြည့်လိုက်လေဒါနဲ့အမေအဖေပြောနေတဲ့စကားတကယ်ပဲလားကျွန်တော်ထမင်းဟင်းချက်ပြောက်ကြအလောက်ပဲအရသာရှိပြီးတော့ကောင်းလားဘယ်မလားကဖြည်းဖြည်းလေးခေါင်းလေးပြပြီးနောက်မှတော့ပြောလိုက်ပါရဲ့ကဲတွေ့လားအဖေပြောတာမှန်တယ်မဟုတ်လားမင်းရဲ့အမေကလည်းအခုဆိုရင်တော့ထောက်ခံသွားပြီအချိန်ခဏကြာတဲ့အထီးသူရဲ့မိသားစုဝင်တွေနဲ့စကားပြောနေခဲ့ပြီးတဲ့နောက်မှာတော့ရာကျူးလေးသူကိုယ်တိုင်ထမင်းစားလိုက်ပါရဲ့ ယောက်ျားလေးဆိုပေမဲ့အရန်ကိုအားကိုရတဲ့ကလေးငယ်လေးပါအိမ်လုံးတွေအားလုံးကိုလည်းသူကိုယ်တိုင်လုပ်ပြီးနောက်မှာတော့သူလည်းအိပ်ပြောသွားပါတယ်။ညမိုးချုပ်ကြီးမှာတော့ဗင်မလာကလည်းချောင်းတွေဆိုပြီးယောဂအခြေအနေထားဖောက်လာပါတော့တယ်။အတံပလာတွေကိုကြားခဲ့ရတဲ့ခါမှာတော့ဒါဂျူယုတ်တရဲ့ကြီးအိယာကလည်းနိုးလာခဲ့ရပေါ့။သူတို့ကြည့်ခဲ့တဲ့ခါမှာသူ့မိရဲ့ကျမ်းမကြီးအခြေအနေတော်လေးစိုးနေအောင်ကိုတွေးသွားခဲ့ပါတော့တယ်။သူကလည်းသူ့အဖေပြီးသူ့အိမ်နေတဲ့စီကိုအများအဆုံးပြေးသွားလိုက်ပါတယ်။ပြီးကျိုးကတော့အမြင်နဲ့အိမ်ပြင်ထွက်အိတ်ချပါရီအခုလည်းအိမ်ပြင်မှာထွက်ပြီးရောအိတ်နေခဲ့ရပါ ။ရာဂျိုးကသူ့ဖေစီကိုအမြန်ဆုံးသွားပြီးနောက်မှာတော့ပြောလိုက်ပါတယ်။အဖေကြီးအဖေ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 အမြန်ထပါအောင်အဖေရဲ့အမေဘာဖြစ်သွားလဲမသိဘူး။ဘီဂျူးနဲ့ရာဂျိုးတို့နှစ်ယောက်လုံးကလည်းလမ်းဖြတ်ပြီးအိမ်တဲကိုပြေးဝင်လာခဲ့ကြပါတယ်။ဗီဂျူကြည့်လိုက်တဲ့အချိန်မှာတော့ဗင်မလာရဲ့ကျမ်းမာရေးအခြေအနေအတော်လေးဆိုးရွားနေတာကိုတွေ့ခဲ့ရပါတယ်။နေရောက်သားကလည်းဗင်မလာကိုအမြန်ဆုံးဆေးရောင်ကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ဗီဂျူလည်းအရန်ကိုလမ်းဖြာနေခဲ့ပြီးဆရာဝန်ကိုပြောလိုက်တာပေါ့ ဒီမှာဆေးရကျွန်တော်ရဲ့မိမကိုကြည့်ပြပအောင်ဗျာသူဘာဖြစ်သွားတယ်လဲမသိဘူးရုပ်တရက်ကြီးအရန်ကိုကြားမှရချင်းနေဆိုးရွားလာလို့လေဟုတ်ပြီဟုတ်ပြီခဏလေးဆောင်ခဏလေးနေရောကျွန်တော်ကြည့်ပေးမယ်အချိန်ခဏကြာစမ်းတမှုပြီးစီးသွားခဲ့တဲ့အခါမှာဆရာဝန်ကလည်းပြောလိုက်ပါတယ်ခမရတော်အမြန်ဆုံးပဲပတ်စံသွားသွင်းပြီးသူ့ကိုဆေးရုံတင်ဖို့အတွက်ပြင်ဆင်မှာသူ့ကိုအမြန်ဆုံးဆေးရုံတင်မှာဖြစ်မယ်သူ့ရဲ့ကြားမှရချင်းနေအတော်လေးကိုဆိုးရွားနေပြီဒီအချိန်မှာဘီဂျူးကလည်းအတော်လေးကိုစဉ်းစားနေခဲ့ပါတယ်သူ့စီမှာပတ်စံအမြန်ကြီးမရှိပါဘူးဒါကြောင့်သူကလည်းရွာတကြီးရှိတဲ့ဆေးကိုအမြန်ဆုံးပြေးသွားခဲ့ပြီးနောက်မှာတော့တကားသွားထိုးခဲ့ပါတယ် ရွာတကြီးရေရွာတကြီးကျွန်တော်အကူကြီးပေါင်းဗျာကျွန်တော်အကူကြီးပေါင်း။တာနေကိုကြောက်ခဲ့ရတဲ့အခါမှာရွာတကြီးကလည်းအပြင်ကိုထွက်လာခဲ့ပါလေ။ပြီးရနေသူကလည်းပြောလိုက်ကြပါ့။ဘာဖြစ်တာလဲကွာဘာရီအလောက်တောင်မှအရေးကြီးနေရလဲမင်းရလဲတကယ်ပါပဲ။တကယ်တော့ရွာတကြီးကျွန်တော်အမေမကစမ်းမကြီးအချင်းနဲ့တော်လေးကိုစိုးရွာလာလို့ပါသူ့ကိုစေးုံတင်ထားရတယ်။ဒီအနီးနားကစေးုံမှာပဲသူ့ကိုစေးုံတင်ထားတာပါ။ကျွန်တော်အခုအချိန်မှာပတ်စံအနေငယ်ကိုအရင်အောင်လိုအပ်နေတယ်။ကျွန်တော်အကူကြီးပေးပါအောင်။ ရွာတကြီးကတော့ဘီဂျူးရဲ့ပိုင်းဆိုင်နဲ့လေယာဉ်မြေတွေကိုတိုင်ပိုက်ချင်နေကြတာတော်လေးကိုကြားမြင်နေခဲ့ပါပြီ။အခုချိန်မှာတော့သူအခွင့်အရေးအခြေအကျတစ်ခုကိုရရှိသွားခဲ့တယ်လို့ပါပဲ။ဒီထက်ပိုကောင်းတဲ့အခွင့်အရေးမျိုးကိုသူ့ဘဝမှာရရှိမှာမဟုတ်တော့ပါဘူး။ကောင်းပြီလေဘီဂျူးရဲ့။မင်းအကူအညီလိုအပ်နေရဆိုရင်တော့ငါမင်းကိုကျင်းသေးပါအကူအညီပေးမယ်။ဒါဆိုရင်တလို့လို့မင်းမလေယာဉ်ပိုင်းဆိုင်မှုတွေရှိတယ်မလား။အဲ့ဒီလေယာဉ်မြေငါ့ကိုရောင်းချလိုက်လေ။အဲ့ဒီအတွက်မင်းကြားတဲ့တလောက်ငွေကိုတော့ယူသွားလိုက်ပေါ့။မင်းရဲ့မိန်းမကိုလည်းမင်းစေးကူးတာပေးလိုက်။ အဲ့လိုတော့လည်းမလုပ်ပါနဲ့ရွာတကြီးရဲ့အဲ့ဒီလယာမီကကျွန်တော်တို့စားတောင်းနေထိုင်ဖို့အတွက်ဝင်ငွေလမ်းကြောင်းတစ်ခုကိုရှောက်ဖွေပေးနေရလေဒါကတော့ကျွန်တော်ရောင်းချလိုက်မယ်ဆိုရင်တော့ကျွန်တော်လမ်းပြီးရောက်သွားမှာပေါ့ဗျာကျွန်တော်ငတ်ပြီးတော့တည်သွားလိမ့်မယ်အဲ့လိုမလုပ်ပါနဲ့အဲ့ဒါကတော့ငါအလုပ်ကိစ္စမဟုတ်လို့ငါလည်းမသိဘူးလေပတ်စလို့ကျနေဆိုရင်တော့မင်းပဲစဉ်းစားကြည့်ပေါ့ဒါတွေကမင်းရဲ့ကိစ္စတွေပဲလေမင်းရဲ့လယာမီကိုအရင်အောင်တန်ဖိုးထားပြီးလိုချင်လားမင်းရဲ့မိမကိုအသက်ရှင်နေရမင်းလိုချင်လား ဒီအချိန်မှာဘီဂျူးကလည်းဘာမှစဉ်းစားမနိုင်တော့ဘဲနဲ့သူ့ရဲ့ပိုင်ဆိုင်တဲ့လက်ရမီးတစ်ခုလုံးကိုရွာတကြီးစီမှာရောင်းချပြလိုက်ပါရီ။အဲ့ဒီအစားတို့ကလည်းသူ့ရဲ့မိမကိုစေကူတာပေးဖို့အတွက်ပတ်စံတွေကိုလက်ခံရယူလိုက်ပါရီ။ပတ်စံရတာနဲ့သူကလည်းဇေယောကိုချက်ချင်းအပြေးလွှားရောက်ရှိလာခဲ့ပါရီ။ဇေယောကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့သူ့သားလေးဘီဂျူးကသူ့အမေရဲ့နားမှာထိုင်နေရင်းအုံငုံနေခဲ့ပါရီ။သူ့အမေကိုနှိုးဖို့အတွက်ကိုလည်းသူအတော်လေးစူးစမ်းနေရကိုတွေ့ခဲ့ရပါရီ။အဖေအဖေလာတာတော်လေးကိုနောက်ကျသွားပြီးအဖေရဲ့ ီမှာကြည့်ပါအောင်အဖေရဲ့အမေလုံးဝကိုနိုးမလာတော့ဘူးအမေပါဖြစ်သွားပြီလည်းမသိဘူးဖေဒုက္ခပါပဲဆရာရဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဒီမှာကျွန်တော်ပတ်စံယူလာခဲ့တယ်လေကျွန်တော်ရဲ့မိမကိုဆေးကုသပေးပါဦးအမြန်ဆုံးသူ့ကိုကုသပေးလိုက်ပါနော်သူအမြန်ဆုံးနေပြန်ကောင်းချမ်းသာမှာဖြစ်မယ်ကျွန်တော်တို့ခွင့်လောက်ပါကျွန်တော်တို့လည်းမတတ်နိုင်တော့ခမရရဲ့မိမကိုကျွန်တော်တို့မကယ်တင်ပေးနိုင်ခဲ့ဘူးဒီစကားတွေကိုကြားခဲ့ရတဲ့ခါမှာဘီဂျိုးကတော့အရာအားလုံးဆုံးရှုံးသွားတယ်လို့ခံစားလိုက်ရပါတယ်။ခဏနေတော့သူကပေးစရာရှိတဲ့ပတ်စံတွေကိုဈေးရောက်မှာပေးပြီးနောက်မှာတော့ ူမိမနဲ့သားလေးကိုအိမ်ကိုပြန်ခေါ်ဆောင်လာခဲ့လိုက်ပါတယ်။နောက်နေ့မနေ့ဝင်လင်းသွားခဲ့တဲ့အခါမှာရှိတဲ့ပတ်စံတွေကတချို့တဝက်နဲ့သူကမိသချို့ပေးဖို့အတွက်ကိစ္စရပ်တွေကိုလှုပ်ဆောင်ခဲ့ပြီးသူမိမကိုလည်းခန္ဓာစွာနဲ့ပဲမိသချို့ပေးလိုက်ပါတယ်။အချင်းတွေကုံဆုံးလာခဲ့ပြီးနောက်မှာတော့အဖေကျွန်တော်တို့ရှိမှဘာမှလည်းမရှိတော့ဘူး။လေယာမြေတစ်ခုလုံးကိုလည်းဆုံးရှုံးခဲ့ရပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ကြမလဲဖေကျွန်တော်တို့ဘယ်လိုနေထိုင်စားတောက်ကြမလဲဘာမှလည်းအရန်ကြီးစိုးရင်ပုံပတ်မနေပါနဲ့တားရဲ့အဖေတစ်ခုခုစဉ်းစားမှာပေါ့အဖေကိုယ်တိုင်အပြင်ထွက်ပြီးတော့အလုပ်တွေကိုလုပ်လို့ရတယ် ။ဗီချူနဲ့ရာဂျူတို့နှစ်ယောက်လုံးအချင်းချင်းစကားပြောဆိုနေကြတဲ့အချိန်မှာစာသူကြီးတစ်ပါးရောက်ရှိလာပါတယ်။ကဲသားလေးရေတခုခုစားတော့ဖို့ရှိရင်ပေးစားမအောင်ကွာ။ဘိုက်တွေအရန်စားလို့ပါ။ကျွန်တော်တို့ကိုယ်တိုင်တော့ဘာမှစားစရာမရှိတော့ငတ်ပြတ်နေရ။ဘာရီကိုထပ်ပြီးတော့ပေးရမှာလေ။အော်ဘာမှမဆိုရပါရဲ့ကွယ်။ဘိုက်အရန်စားလို့ပါ။ဟုတ်ပြီဟုတ်ပြီ။အိမ်မှာအာလူးရှိတယ်။ကျွန်တော်အာလူးပလာတာလုပ်ပေးလိုက်မယ်လေ။အေးပါသားလေးရေမင်းကြိုက်တာယူလာခဲ့။ငါပျော်ပျော်ရွှင်ရွှင်စားတော့လိုက်မယ်နော်။ ရာဂျိုးကလည်းသူလုံးနေကြပုံစံအတိုင်းအကောင်းမွန်ဆုံးမဆော့ရဖို့အသုံးပြုပြီးနောက်မှာတော့အာလူပလာတာတွေကိုလှုပ်ပေးခဲ့ပါတယ်။ပြီးသွားတာနဲ့စာတို့ကြီးကိုသူကပလာတာတွေအများအကြီးကျွေးလိုက်တာပေါ့။ကောင်းလိုက်တာကောင်းလိုက်တဲ့အာလူပလာတာဒီလိုပလာတာမျိုးကိုတော့ဘယ်တော့ကောင်းမှကျွန်တော်မစားခဲ့ဘူးဘူး။ငါ့ဘောတခြားတော့ဒီလောက်ထိကောင်းတဲ့ပလာတာကိုစားဘူးလိမ့်မယ်လို့ထင်တော့မထင်ထားခဲ့ဘူး။ဟုတ်တယ်စာတို့ကြီးရဲ့စာတို့ကြီးပြောတဲ့စကားတကယ်မှန်တယ်။ကျွန်တော်သားလေးလှုပ်တဲ့အာလူပလာတာကတကယ်စားကောင်းပြီးအရင်အောင်အရသာရှိရင်တော့သူကထမင်းဟင်းချက်ပြုတ်တာလေအရင်အောင်တော့တာလေ။ ပါရမီပါရပြောရမယ်အမြဲတမ်းကျွန်တော်တို့ကိုသူကိုယ်တိုင်ပဲချက်ပြုတ်ချွေးခဲ့တာအေးအေးဟုတ်ပြီဟုတ်ပြီဒါနဲ့စိတ်မစိုးဘူးဆိုလို့ရှင်တော့ငါမင်းကိုတခုလောက်မေးလို့ရမလားဟုတ်ကဲ့ဟုတ်ကဲ့မေးလေမေးပါရပါတယ်မင်းတို့ကြည်ရတာအရင်ကစိုးရင်ပုံပန်နေကြတဲ့ပုံပဲနော်ပါရမီများတလောက်တောင်မှစိုးရင်ပုံပန်နေကြတာလေမင်းတို့စီမှာစားတောက်ဖို့အတွက်တောင်မှခက်ခဲနေကြတယ်ဆိုတော့ဘာဖြစ်လို့များလဲဒီဂျိုးကလည်းကိစ္စတွေအားလုံးစာသူကြီးကိုပြောပြလိုက်ပါတယ်စာသူကြီးကလည်းပြန်ပြောခဲ့ပါတယ်ဒါဆိုရင်တော့မင်းတို့အားလုံးကနီလန်တခုလောက်ပေးလို့ရတယ်နီလန်ပေးရမလား ဟုတ်ကဲ့ဟုတ်ကဲ့နီလန်ပေးပါရပါတယ်ပြောပါမင်းသားလေးကတကယ်အရင်ပါရမီရှိနေမှာမဟုတ်ဘူးလားအဲဒါကြောင့်မင်းကသူ့ရဲ့ပါရမီကိုအသုံးချလို့ရတယ်မင်းတို့စီမှာကြံရှိတဲ့ပတ်စံတွေကိုအသုံးချပြီးတော့အိမ်အရှိမှာပဲစိုင်းတစိုင်းဖွင့်လိုက်တော့ပြောဆိုပြီးနောက်မှာတော့ဇာတို့ကြီးကလည်းထွက်ခွာသွားခဲ့ပါတယ်ဘီဂျူးကလည်းဒီစကားတွေအားလုံးကိုတတိကြကြမှတ်သားထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဇာတို့ကြီးပြောတဲ့အတိုင်းသူတို့ကသူတွေမတိန်လောက်ကိုင်းခဲ့ရပေါ့ကြံတဲ့ပတ်စံတွေနဲ့သူတို့ကဈေးကိုသွားပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူလာခဲ့လိုက်ပါတယ် အဲရှိမှာပဲစာရေးဆိုင်ဖွင့်ပြီးနောက်မှာတော့အာလူပလာတာရောင်းချခဲ့ပါတယ်။သမီးဟင်းတွေအားလုံးကိုရာဂျိုးကချက်ပြုတ်ခဲ့ပြီးဖခင်ဖြစ်သူကတော့အကူအညီပေးခဲ့တာပေါ့။သူတို့အရှိကိုကြည့်ခဲ့တဲ့အခါမှာတော့ဝဲသူနှစ်ဦးစိုင်းရှိကိုရောက်ရှိလာခဲ့ပါတယ်။ကဲကဲကဲကျွန်တော်တို့ကိုအာလူပလာတာပူပူလေးတစ်ပွဲထည့်ပေးပါအောင်ဗျာ။ဒီလိုနဲ့သူကလည်းသူရဲ့စိုင်းလေးကိုအာလူပလာတာနဲ့စာဖွင့်လိုက်ပါတယ်။သူရဲ့အကောင်းမွန်ဆုံးလှုပ်ဝှက်ထားတဲ့မဆလာနဲ့အာလူပလာတာကိုအကောင်းမွန်ဆုံးလောက်ကိုင်းပေးလိုက်ကြပါပေါ့။ဝဲသူတွေကလည်းပလာတာကိုစားပြီးသွားတဲ့အခါမှာတော့ချီးကျူးသွားခဲ့ကြပါတယ်။ ကောင်းလိုက်တာအတော်လေးကိုအရသာရှိတယ်ပလာတာပဲနော်ဟုတ်တယ်ဟုတ်တယ်ပလာတာတွေကတကယ်အရင်အရသာရှိပြီးတော့စားလို့ကောင်းတယ်ဒါလောက်အရသာရှိတဲ့ပလာတာမျိုးကျွန်တော်ဘယ်တုန်းကမှမစားခဲ့ဘူးဒါနဲ့ခမရဒီအလူပလာတာတွေကိုဘယ်လိုလုပ်တာလဲဆိုတာကိုမေးကြည့်လို့ရလားဘယ်လိုမစလာကုန်များအသုံးပြုပြီးတော့လုပ်ထားရလဲဗျာကျွန်တော်ရဲ့အလူပလာတာတွေမှာထဲတဲ့မစလာကတော့ရိုးရှင်းပါတယ်ကျွန်တော်ကိုယ်တိုင်အကောင်းမွန်ဆုံးမစလာတွေကိုဝယ်ပြီးချိန်ထားတာလေအဲ့ဒါကြောင့်ဒီလောက်ထိအရသာရှိတာပေါ့ဒါဆိုရင်တော့ဒီမစလာတဘူးလောက်ကိုကျွန်တော်ကိုရောင်းလို့ရလားရရတယ်လေရတာပေါ့ ဒီလိုနဲ့ရာဂျူးရဲ့တိုးဝှက်ထားတဲ့မဆလာနဲ့အာလူပလာတာတွေကလအနေငယ်အတွင်းမှာနမဲကြော်ကြလို့တည်များသွားခဲ့ပါတယ်။သူ့ရဲ့ဇီးပွားရေးအခြေအနေကောင်းမွန်သွားခဲ့တဲ့အခါမှာတော့လေယာမျိုးတွေအများကြီးကိုဝယ်ယူခဲ့ပြီးနောက်မှာတော့အိမ်အတွက်ကိုလည်းစောင့်လုပ်ခဲ့ပါတယ်။သူ့ရဲ့အာလူပလာတာတွေကအရာသာရှိလို့နဲ့အတွက်ရွာကနေမျိုးအထီရောက်နမဲကြော်ကြသွားခဲ့ပါတယ်။တရက်မှာတော့မျိုးပေါ်ကနေအရန်ကိုနမဲကြီးရဲ့ဇီးပွားရေးလုပ်ငန်းရှင်တို့ရောက်ရှိလာပါတယ်။ရာဂျူးကိုနိုင်လောက်ထားတဲ့အာလူပလာတာကိုလည်းသူကမြည်ဆန်းကြည့်လိုက်ပါတယ်။ကဲရာဂျူးရေမင်းရဲ့မဆလာကတကယ်အရန်ကိုစားကောင်းတယ်။ ဒါကြောင့်မင်းရဲ့မဆလာကိုငါတမျိုးလုံးအနံဖြတ်မယ်။မင်းငါ့ရဲ့ကုမ္ပဏီအတွက်မဆလာတွေကိုလှုပ်ပေးလို့ရလား။ရတာပေါ့ရတာပေါ့ဘာဖြစ်လို့လှုပ်ပေးလို့မရရမှာလဲလှုပ်ပေးမယ်။နောက်နေ့ကစပြီးရာဂျူးကလည်းမဆလာတွေကိုစတင်ပို့ချပေးခဲ့ပါရယ်။လနိုင်ငံအတွင်းမှာရာဂျူးရဲ့မဆလာတွေကမြို့မှာလည်းနမဲကြီးလူကြိုက်များလာခဲ့ပါရယ်။တစ်ဖက်မှာမနေဂျာကလည်းရာဂျူးအတွက်ပတ်စံတွေပို့ပေးခဲ့ပါရယ်။နောက်ဆုံးမှာရာဂျူကသူနေထိုင်ဖို့အတွက်ခန္ဓာကြီးကျယ်တဲ့အင်ဂျီတအင်ကိုဆောက်လုပ်ခဲ့ပါပြီ။စားတောက်ဆိုင်အကြီးကြီးဒီဇိုင်းကိုလည်းဖွင့်လှစ်ခဲ့ပါရည်။ ဆိုင်နမဲကိုတော့သူကသူ့အမေရဲ့နမဲထားပေးခဲ့ပါတယ်။ဒီလိုနဲ့ဒါကျူတို့သားပါနှစ်ယောက်ကလည်းပြောရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။